လစတိုင်းစစ်သွေးကြွအုပ်စုတွေကိုရှုံးနိမ့်သွားအောင် လုပ်နေတဲ့အစ္စရေးရဲ့လုပ်ငန်းတာဝန်ဟာမအောင်မြင်သေးပါဘူးလို့အသည့်ခန့်အန့်ချင်းခံရတဲ့လက်နက်ကင်တပ်ဖွဲ့များအကြီးအကဲဒုတိယဗိုလ်ချုပ်ကြီးအီယာဇမီယာကဗုဒ္ဓဟူးနေ့ကလုပ်ငန်းတာဝန်စတင်ထမ်းဆောင်တဲ့အခမ်းအနားမှာပြောကြားလိုက်ပါတယ်။အစ္စရေးတပ်ရဲ့တပ်မှုတာဝန်ကိုနှစ်နှိမ့်ချချောက်ယူကျိုးစွာလက်ခံပါတယ်။ဟာမတ်စ်ဟာတကယ်တော့အထိနာသွားပါပြီ။ဒါပေမဲ့ရှုံးတော့မရှုံးသေးပါဘူး။လုပ်ငန်းတာဝန်မအောင်မြင်သေးပါဘူးလို့ဇမီယာကပြောသွားပါတယ်။ ဂါဇာမှာဟာမတ်စ်နဲ့အပြစ်ခတ်ရစဲရေးနောက်တဆင့်ညှိနှိုင်းဆွေးနွေးပွဲတွေလုပ်ဖို့ရှင်မတိုးနှောက်မဆုပ်ဖြစ်နေချိန်မှာသူဟာဒီတာဝန်ကိုယူခဲ့တာဖြစ်ပါတယ်။ တယ်လီဗစ်စစ်ဌာနချုပ်မှကျင်းပတဲ့အခမ်းအနားမတိုင်မီ2023ခုနှစ်အောက်တိုဘာလမှာဟာမတ်စ်ကစတိုက်ခဲ့လို့စခဲ့ရတဲ့ဒီစစ်မျက်နှာပေါင်းစုံစစ်ပွဲကြီးမှာအစ္စရေးအနေနဲ့အောင်ပွဲရဖို့တန်တိတ်ထန်ချထားတယ်လို့ဝန်ကြီးချုပ်နေတာညာဟုကဇာမီယာကိုပြောခဲ့ပါတယ်။အလွန်ကြီးမားတဲ့တာဝန်ဟာခမည်းရဲ့ပခုံးပေါ်ကိုရောက်နေပါပြီ။စစ်ပွဲရဲ့ရလဒ်ဟာနောက်မျိုးဆက်များစွာအပေါ်ထူးခြားမှုရှိနေမှာဖြစ်ပါတယ်။အောင်ပွဲရဖို့ကျွန်တော်တို့တန်တိတ်ထန်ချထားပါတယ်လို့နေတာညာဟုက ပြောခဲ့ပါတယ်။ ဝန်ကြီးချုပ်နဲ့စစ်တပ်အကြီးအကဲအသက်ဟာတီဟောင်းကျွမ်းဟောင်းတွေဖြစ်ကြပြီးတော့လွန်ခဲ့တဲ့ဆယ်စုနှစ်တခုကအဇာမီယာဟာဝန်ကြီးချုပ်လက်အောက်မှာစစ်အကြံပေးအနေနဲ့တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ကျွန်တော်ခင်များကိုအရင်ကနှစ်ကြိမ်ထောက်ခံချက်ပေးခဲ့ပြီးအခုကတတိယအကြိမ်ပဲဇာမီယာရေအချိန်ကျပြီလို့နေတာညာဟုကပြောခဲ့ပါတယ်။ဟာမတ်စ်နဲ့စစ်ပွဲဖြစ်ပွားနေတဲ့အရေးကြီးတဲ့အချိန်မှာတင်ကာတက်မှုဟောင်းဖြစ်သူဇာမီယာအနေနဲ့အစ္စရေးစစ်တပ်တက်မှုရာထူးကိုအမွေဆက်ခံရခြင်းဖြစ်ပါတယ်။ ဇန်နဝါရီလ16ရက်နေ့ကအသက်ဝင်ခဲ့တဲ့အပြစ်ရသဘောတွင်ကြီးချက်ဟာအခုတော့အချိန်မီဝေးပြတ်သွားနိုင်တဲ့အခြေအနေရှိနေပါတယ်အသက်59နှစ်အရွယ်ဇာမီယာဟာတိမ့်ပိုက်ခံအနောက်ဘက်ကမ်းခြေဒေသကစစ်စင်ရေးတွေကိုလွှဲပြောင်းတာဝန်ယူသွားမှာဖြစ်ပါတယ်။နှစ်ပေါင်း20အတွင်းမှာပထမဆုံးအကြိမ်ဖြစ်အစ္စရေးစစ်တပ်ကမကြသေးခင်ကပဲဒီနေရာမှာတင်ကားတက်တွေကိုဆက်ဆွဲထားပါတယ်။ တမိုဟောင်ဒုဗိုလ်ချုပ်ကြီးဟာစီဟာလေဗီကသူ့အနေနဲ့လက်နက်ကိုင်တပ်ဖွဲ့များဦးစီးချုပ်အဖြစ်လုပ်ငန်းတာဝန်တွေကိုကျေပွန်အောင်မထမ်းဆောင်နိုင်ခဲ့ပါဘူးလို့ဝန်ခံပြီးတော့နှုတ်ထွက်သွားခဲ့ပါတယ်။အခုသူ့နေရာကိုဇာမီယာကအစားထိုးတာဝန်ယူတာဖြစ်ပါတယ်။အစ္စရေးစစ်တပ်ရဲ့တပ်တွင်းစုံစမ်းစစ်ဆေးရေးက2023ခုနှစ်အောက်တိုဘာကတိုက်ခိုက်မှုကိုကာကွယ်ရမှာလုံးဝပြက်ကွက်ခဲ့တယ်လို့ဝန်ခံထားခဲ့တဲ့တွေ့ရှိချက်အစီရင်ခံစာကိုအဲ့ဒီစင်ကတဲ့ကထုတ်ပြန်ထားခဲ့ပါတယ်ရှင်။ လူ့သောမီဒီယာကိုဆက်လက်ရပ်တည်နိုင်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမား TV YouTube Channel မှာမမဝီတင်ချက်ကိုကူညီနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါစေ။